nomination အဆင့်ကတော့ရောက်မှာတခုနှစ်ခုမကဘူးအများကြီးတွေ့နေရတာပဲဘာသာလောကနဲ့ဆက်ဆက်နေတာကားတော့တော်တော်လေးကြာတာ smooth ဖြစ်တယ်လို့ပြောရမှာပါပြီးတော့ဒီထဲထဲမှာပါနေတဲ့သရုပ်ဆောင်ကြီးရဲ့ character ဆရာပေါ့နော်မြန်မာထုံးစံအတိုင်း all hip hop ကိုွဲပြီးတော့အထဲကနေကြော်လာတဲ့ဟာရှိဘူးတိတ်ကောင်းတာပဲဒီမှာထဲမှာပြေကူတယ် sound level နဲ့ sound design ရန်ကောင်းတယ် the expression ကလေငြိမ်ပြီးတော့နေရ post production ကတော်တော်ကောင်းတယ်ဘယ်သူလဲတော့မသိဘူးထက်ကတန်ရာပိုင်ပုဂ္ဂိုလ်တောင်းပြီးဒီလူပရလောကနဲ့ဆက်တယ်ဒီ တလနှစ်လအတွဲမှာလေဒီလိုမျိုး concept နဲ့လေအဲ genre ဆိုတော့ revenge ပါမယ် thriller ပါမယ် horror ပါမယ် backdrop က spiritual war ပါရောအဲလိုကားမျိုးတွေကိုကျွန်မကြည့်ရပါတယ် Vietnam ကို Philippines နဲ့ Malaysia ရော Thailand ကလည်းပါပါတယ် အဲ့ကားတဲမှာကြာရင်အပြနဲ့ကြမ်းတယ်ပေါ့နော်ဒီကားကတော့တော်တော်လေးကြာတာ smooth ဖြစ်တယ်လို့ပြောရမှာပါပြီးတော့ဒီထဲထဲမှာပါတဲ့သရုပ်ဆောင်ရဲ့ character စီရပေါ့နော်မြန်မာထုံးစံအတိုင်း all hip ပေါက်ကွဲပြီးတော့အဲ့ထဲကနေကြော်လာတဲ့ဟာမရှိဘူးတက်ကောင်းတာပဲအာဘိုလိုမရှိပေါ့ post production ကတော်တော်ကောင်းတယ်ဘယ်သူလဲတော့မသိဘူးအိမ်မထဲမှာလေတည်သွားတဲ့ဥမောင်ကြီးကိုအပြင်းပြရတယ် post production နဲ့မှာအမျိုးသမီး၂ယောက် character နှစ်ခုပြောတာယောက်ျား၂ယောက်အမျိုးသား၂ယောက် character နှစ်ခုပြောတာတွေအဲ့ဒီဥစ္စာတွေလေ sound level နဲ့ sound design ရန်ကောင်းတယ် the expression ကလေမြိန်ပြီးတော့နေရဲ့ post production ကိုတော်တော်ကြီးကိုကောင်းတယ်လို့ပြောရမှာပါဒီဥဆောင်တိုင်းอ่ะလေ character ပေါ်မှာတစ္ဆာရှိရှိနဲ့သေုပ်ဆောင်သွားတာဟိုသူ့ရဲ့အတ္တဆိုတဲ့ဟာမပါဘူးဆိုတာကိုမြင်ရတယ်ပေါ့နော်အာကျွန်မအနေနဲ့တော့ဟိုနိုင်ငံတကာမှာလည်းဒီလိုမျိုး concept တွေနဲ့ကားလေးကိုကြည်နေရတာဖြစ်တဲ့ကြောင့်ဒီကားလေးကိုလည်းပဲ at least တော့လေအာဆီယံလောက်မှာတော့ဟိုဖြန့်ဖို့အတွက်ကိုမျှော်လင့်ပါတယ်။ဘာနဲ့ဒီကြောင့်လဲရှိရဟာ ားရေးဆိုလို့ရှိရင် time writer ရိုက်မှာပဲ pop play ဆိုတဲ့အမျိုးမျိုးပါလို့ရှိရင်အခုကမြန်မာ writer တယောက်မြန်မာအနုပညာရှင်တွေဖန်တီးထားတဲ့ဒီဇက်ဝင်ပေါ်မှာ integration အမျိုးမျိုးပါရှင် time writer ရိုက်မှာ pop တယ်လို့မဟုတ်ပါဘူးအဲဒီကွာလုံကြီးကကွာနိုင်ငံပေါင်း100ကျော်ကြီးတဲ့မှာအဒီကားတွေကိုရိုက်နေတာ trendy ဖြစ်တာပေါ့နော်သူ concept ကတော့ဟိုကျမတို့ကတော့ဇလန်းနဲ့ဒီ characters နဲ့ actors performance ကိုပဲကြည့်တဲ့အခါကျတော့အကလုံးကကွက်တီဖြစ်နေလို့ပြောပါတယ်ဒီမှာချီးကျူးကျင်ပါတယ်ဘာလို့လဲဆိုတော့ဒီလိုဇလံမျိုးဒီလိုတတ်တတ်ရရကလေးရိုင်းနိုင်တာပေါ့နော်အကယ်ဒမီကလူတွေကြည့်ရလိမ့်မယ်နဲ့တူတယ်အဲ့ဒီအကယ်ဒမီကိုဝင်လာနိုင်သေးတယ်။အာမနာပါ at least ဆိုရင်တော့ရအောင်မှာပါပါခေါ်လဲအဲအဲခေါ်လဲ nomination အဲ nomination အစရောရအောင်မှာတခုနှစ်ခုမကဘူးအများကြီးတွေ့နေရတာပဲ။တကယ်က လွန်ခဲ့တဲ့9မိလတော့ဆိုရင်လေးပြဆက်လေးဝိညာဉ်ကတော့ရက်ခဲ့တာဆိုရင်အဲ့ဒါလေးနဲ့ဘလူးလေးကချချက်လေးမိတယ်အဲအခုသူ character ကိုတိချာတိလာပြီနောက်တော့ performance မှာလည်းပဲသူ့ရဲ့ nerve တွေအကုန်လုံးသူဘလို့သုံးချမလဲဆိုတာကိုတိလာပါပြီအဲ actor ဒီလိုပဲလေ experiment လုပ်ရင်းလုပ်ရင်းနဲ့အဲ experience ကနေသင်ရတာဆိုတော့လေဒါ pick ရောက်နေပြီလို့ထင်ပါတယ် ကနေဘယ်လိုမျိုးလေးများပြောချက်ပါလဲရှင်အာဒီကားကိုနိုင်ငံတကာမှာလည်းပဲဟိုဖြန့်ချိနိုင်တဲ့နေသားမျိုးဖြစ်စေကြပါတယ်အာဝင်ွေလည်းပဲတတိယပတ်ထီသွားနိုင်တာမျိုးလည်းဖြစ်စေကြပါတယ်အာသူ့ကိုလေကျွန်မ producer ကောင်းတစ်ယောက်လည်းပဲအာမြင်ချင်ပါတယ်ဟောတော့လောကနဲ့ဆက်ဆက်နေတာ